င်္ဂလာပါရှင်ကျမကတော့ချီချိုဆမ်ပါ DPP ရုံးမြင့်တန်းချရဲ့နောက်ဆုံးရသတင်းတွေကိုတင်ဆက်ပေးပါရမယ်နိုဝင်ဘာလစံကရေက Wi-Fi Internet line တွေသုံးလို့မရတဲ့အထိဖြစ်ခဲ့ပြီးနိုဝင်ဘာလ9ရက်နေ့အထိတချို့ Wi-Fi line တွေပုံမှန်ပြန်မဖြစ်သေးဘူးလို့ရန်ကုန်မြို့မှာနေထိုင်သူတချို့ကပြောပါတယ်တချို့ Wi-Fi Internet line တွေဟာ line ကျပြတ်တောက်တာ ဖြစ်ပြီးတပတ်ကျော်ကြာတဲ့နောက်ပိုင်းအထိပြန်ကောင်းမလာသေးတာပါ ဒါပြင်ပြန်လည်အသုံးပြုလို့ရတဲ့ Wi-Fi line တွေမှာလည်းပုံမှန်အတိုင်းအသုံးပြုလို့မရတော့ဘဲတချို့ website တွေနာမည်ကြီး VPN တွေကိုချိတ်ဆက်မသုံးနိုင်တော့ဘူးလို့ဆိုရတယ် Wi-Fi internet line တွေပုံမှန်အတိုင်းသုံးလို့မရသေးတာကြောင့် online ကနေဇေယောင်းသူတွေ delivery ဝန်ဆောင်မှုပေးသူအများစုနဲ့ online ပေါ်ကတဆင့်သင်တန်းပေးစာသင်သူအများစုအဆင်မပြေဖြစ်နေကြတယ်လို့သိရပါဗျာ။ Wi-Fi internet ဝန်ဆောင်တဲ့ကုမ္ပဏီတွေကတော့မြန်မာနိုင်ငံစီကိုသွေတန်းထားတဲ့ပိလဲရီအောက်ကလိုင်းကျိုးတွေချုပ်ရင်းတာကြောင့်လို့ထုတ်ပြန်ထားကြပါတယ်ရှင်။အနာသိဆေးအစုကပြုလုပ်မဲ့ပထမပိုင်းရွေးကောက်ပွဲကျင်းပမယ့်ရက်ဒီဇင်ဘာလ28ရက်နေ့ဟာတက္ကသိုလ်ဒီဂရီကောလိပ်နဲ့ကောလိပ်ကျောင်းသူကျောင်းသားတွေကျောင်းတက်ရမယ့်ရက်ဖြစ်တဲ့အတွက်ကျောင်းသူကျောင်းသားတွေအနေနဲ့ကြိုတင်ဆန္ဒမဲပေးနိုင်တယ်လို့စစ်ကော်မရှင်ဩဇာခံရွေးကောက်ပွဲကော်မရှင် UEC ကထုတ်ပြန်လိုက်ပါတယ်။ ပကြကေမှာတက္ကသိုလ်ကောလိပ်ကျောင်းတွေပြည်လဲဖွေးလက်တော့မှာဖြစ်သလိုရွေးကောက်ပွဲအပိုင်း1ကျင်းပမဲ့ဒီဇင်ဘာလ28ရက်နေ့မှာကျောင်းတက်ရောက်နေကြရမှာဖြစ်တဲ့အတွက်ကျောင်းသူကျောင်းသားတွေအနေနဲ့အသက်ပြည့်ပြီးဥပဒေအရမဲပေးပိုင်ခွင့်ရှိသူတွေဖြစ်ရင်မဲပေးခွင့်မဆုံးရှုံးစေဖို့ကြိုတင်မဲပေးနိုင်တယ်လို့နိုဝင်ဘာလ10ရက်နေ့ကထုတ်ပြန်ခဲ့တာပါ။ နိုဝင်ဘာလ18ရက်နေ့ကနေ21ရက်နေ့ထိမဲဆင်းပါရှီယာရက်ွက်ဒါမှမဟုတ်ကျေးရွာအုပ်စုကော်မရှင်အဖွဲ့ခွဲရုံးတွေမှနိုင်ငံသားစစ်စေရေးကနေចောင်းသားကတ်တွေပြသပြီးကြိုတင်မဲပေးနိုင်တယ်လို့လည်း UEC ကဆိုရတယ်။အနာသိစစ်တပ်ကလုံမဲ့ရွေးကောက်ပွဲဟာတရားမဝင်တဲ့အတူရောင်ရွေးကောက်ပွဲဖြစ်တယ်လို့မြို့သားညညရဲ့အစိုးရ NUG နဲ့တော်လိုင်းအင်အားစုတွေကထုတ်ပြန်ထားပါတယ်။ အနာသိန်းစစ်တပ်ကကျင်းပမဲ့ရွေးကောက်ပွဲကိုစတင်ဖို့တရားမဝင် အတူရောင်ရွေးကောက်ပွဲသပိတ်မှောက်စတင်ရေးကာလအဖြစ်အော်တိုဘလာ28ရက်ကနေဒီဇင်ဘာလ31ရက်အထိသတ်မှတ်ကြောင်းလဲတော်လိုင်းအင်အားစုတွေကကြေညာထားပါတယ်ရှင်မိုးကုတ်မြို့ကိုတော်လိုင်းအစုဖွဲ့တွေကတပ်ပေါင်းစုစနစ်နဲ့ဆက်လက်အုပ်ချုပ်ဖို့စီစဉ်နေတယ်လို့မိုးကုတ်သပိတ်ခေါင်းဆောင်ကပြောပါတယ်ဒီသတင်းကိုသူတချန်သာပေးပို့ထားပါတယ်ရှင် မန္တလေးတိုင်းမိုးကုတ်မြို့အုပ်ချုပ်ရေးကိုဦးဆောင်နေတဲ့တန်အန်တမရော TNL ဟာနိုဝင်ဘာ28ရက်နေ့နောက်ဆုံးထားပြီးမြို့ကနေထွက်ခွာဖို့ပြင်ဆင်နေတာပါ TNL ဟာတရုတ်ဆိုရဲဖိအားပေးမှုကြောင့်စစ်ကောင်စီနဲ့အပြစ်ရခဲ့ရတဲ့အပြင်မိုးကုတ်မြို့နဲ့မိုးမီမြို့တွေကိုပါလက်လွတ်ဖို့ဆုံးဖြတ်ခဲ့ရတာဖြစ်ပါတယ်မိုးကုတ်မြို့ကိုလက်လွတ်ဖို့အောက်တိုဘာ29ရက်နေ့မှာ TNL ကကြေညာချက်ထုတ်ခဲ့ပြီးအချိန်ကြာကြာနိုဝင်ဘာ28ရက်နေ့မှာထွက်ခွာကြမယ့်အခြေအနေဖြစ်ပါတယ် TNL ထွက်ခွာသွားရင်မြို့ကိုဆက်လက်ကာကွယ်မယ်လို့ဒေါ်လာရေးအင်အားစုတွေကကြေညာထားပြီး အရပ်စစ်ပတ်နှစ်ခုစလုံးပါတဲ့တပ်ပေါင်းစုစနစ်နဲ့ဆက်လက်အုပ်ချုပ်သွားဖို့ပြင်ဆင်နေတာဖြစ်ပါတယ်ကျွန်တော်ကအခုတော့ဘုကုမှရှိနေတယ်အစီအစဉ်လေးကတော့မတော်သေးဘူးပေါ့။ဒါလည်း28လောက်မှာတော့မယ် ီးရတယ်။တန်ခိုင်းလေးမှာတော့တို့ပြုတ်ပြီမှာအမီတေတခုရှိတယ်လို့လည်းကြားတယ်။ဒါလည်းတို့ဘယ်လိုပုံစံစည်းဝေးမလဲ။ဒါရလက်ခတ်မျိုးပေါ့လေ။ပြန်လည်းကဘာမှဟိုသူကမျိုးစင်ညာတော့ရှိဘူး။ဒါမှမဟုတ်အင်အားစုတွေကိုလည်းပြောတာမျိုးမရှိဘူး။မြို့ကန်တော်လည်းတက်ဖွဲ့တွေတော့ပုံမှန်စုဖွဲ့ပြီးတော့ပြင်ဆင်နေတာတွေလည်းရှိတယ်။မြို့နယ်ဒီဒီပေါ်အုပ်ချုပ်ရေးအတွက်ပေါ့နော်။သူပြင်ဆင်နေတာတွေရှိတယ်။ပြည်သူလူထုလေးပင်ရေးဆိုင်ရာပေါ့နော်။ကိစ္စတွေကိုတိုင်ပင်ကူးနေနိုင်နေရာရှိတယ်။မြို့ကန်အများစုကတော့ဟို ဆစ်ဆောင်ရတယ်ဗျာလက်တလုံးတော့ကျွန်တော်တို့ဒီဘက်ကတော့လှုပ်ရှားမှုပါမှမတွေ့ရဘူးဒီဘက်မှာကျွန်တော်တို့ဒီ NGO ကနေပြီးတော့ ဟိုအစောပိုင်းကာလပဲเนาะကျွန်တော်တပိတ်ကာလကလေးကနေပြီးတော့ဟိုပအဖအဖွဲ့ကြတယ်နောက်ပိုင်းမှာပကဖနောက်ပိုင်းမှာပလဖဖွဲ့ထားရတာရှိတယ်မျိုးစီမအုပ်ချုပ်ဖို့ဆိုရင်အစုတစ်ဖွဲ့တည်းဦးဆောင်လို့ပြောချင်တယ်ဟိုမျိုးဒီကျော်လည်းလက်ခံတဲ့ပုံမျိုးရှိဘူး join ပေါ်တော့အလုံးတပ်ပေါင်းစုဒီကနေပို့လို့လုပ်နေပါရက်ဖတ်ပေါ်စစ်ဖတ်ပေါ်ပါတဲ့အုပ်ချုပ်မှုမျိုးပေါ့နော်နောက်တစ်ခုကကျွန်တော်တို့မိုးကုန်းမှာကတိုင်းရင်းသားတွေလည်းများတာအုပ်ဖွဲ့တွေလည်းများကြတော့အလုံးနဲ့အညီအညီဆောင်ရွက်တဲ့ပုံစံမျိုးတော့ဆောင်ရွက်နေတယ်ဆလုံးနေရှိပါ မိုးကုံမြို့နယ်မုံမိတ်မြို့တွေကို2024ဇူလိုင်လတည်းမှာ GNL နဲ့မဟာမိတ်တွေကတည်ယူခဲ့တာဖြစ်ပြီးတနှစ်ကျော်အကြာမှာပြန်လည်လက်လွှတ်ရမယ့်အခြေအနေဖြစ်လာတာပါမိုးကုံမြို့နယ်မှာအပြည့်ရသဘောတူညီချက်ကြောင့်စစ်ကောင်စီဘက်ကလှုပ်ရှားမှုမရှိသေးပေမဲ့နယ်မြေချင်းဆက်ဆက်တည်ရှိနေတဲ့မတရားဆင်ကူတပိတ်ကျင်းတွေမှာစစ်ကောင်စီကဖိအားပေးတိုက်ခိုက်တာတွေဇက်တိုက်ပြုလုပ်နေပါတယ်နိုဝင်ဘာ9ရက်နေ့နဲ့10ရက်နေ့တွေအထိစစ်ကောင်စီကမတရားနယ်ထဲမှာမြေပြင်စစ်ကြောင်ထိုးတာလက်နက်ကြီးနဲ့ပစ်ခတ်တာလေကြောင်းတိုက်ခိုက်တာတွေဇက်တိုက်ပြုလုပ်နေတယ်လို့မတရား PDF တာဝန်ရှိသူကပြောပါတယ် မတရားနယ်မှာ PDF တွေသိမ်းယူထားတဲ့စခန်းအများစုကိုဒေသကာကွယ်ရေးအဖွဲ့တွေကပြန်လည်လွတ်ထားရပေမဲ့အတက်နိုင်ဆုံးခုခံတိုက်ခိုက်နေတဲ့ဖြစ်တယ်လို့ဒေသကာကွယ်ရေးအဖွဲ့တွေကပြောပါတယ်။ကျွန်တော်တို့မရေရာရှင်းမြောင်ချမ်းကျွန်တော်တို့ဈေးသိဈေးအောင်ဘက်မှာစစ်ကြောင်းထိုးနေပါတယ်ဗျ။စစ်ကြောင်းထိုးနေတာပါဗျ။လမ်းကြောင်းရှင်းတာမဟုတ်ပါဘူး။အဲနေရာတွေကတော့ကျွန်တော်တို့မရေရာမြို့နယ်ရှင်းမြောင်ချမ်းဈေးဟောင်းရွာဘက်ကလေကြောင်းတိုက်ခိုက်မှုလုပ်သွားတာပါဗျ။ကြက်ပိုက်တာနှစ်စီးလုံးပါဗျ။အသေးပြောက်ကတော့မသိရဘူးဗျ။ တရုတ်အစိုးရကမြောက်ပိုင်းမဟာမိတ်တူကိုစက်တိုက်ဖိအားပေးခဲ့တာကြောင့်ဧပြီလထဲမှာလာရှုမျိုးကိုကိုကန်တက် MNDA ကပြန်လည်လွတ်ခဲ့ရပြီးနောက်ပိုင်းမှာမြောက်ပိုင်းမဟာမိတ်တွေဟာရှမ်းမန်းဆက်ဆက်နယ်ကတီဘောကြောက်မဲတို့ကိုဆက်ပြီးလည်လွတ်ခဲ့ရပါတယ်အခုမိုးကုတ်မိုးမိတ်တို့ကိုပါမြောက်ပိုင်းမဟာမိတ်တို့ကဆက်လည်လွတ်ရရင်တော်လိုင်းတဲ့ဆောင်လုံးကိုထိခိုက်လာနိုင်တဲ့အတွက်ပြည်သူ့ကာကွယ်ရေးတပ်မတော်မန္တလေးကတော်လန်စစ်အတွက်လူငယ်တပ်သားစစ်တွေထပ်မံဖိတ်ခေါ်တဲ့ကြေညာချက်ကိုအောက်တိုဘာ31ရက်နေ့မှာထုတ်ပြန်ပြီးအင်အားဖြည့်တင်မှုကြိုးစားခဲ့ပါတယ်ကျွန်တော်တူတာ ချမ်းသာပါ TV ရုပ်မြင်သံကြားရဲ့နောက်ဆုံးရသတင်းတွေကို ရှုစားခဲ့ရတာပါကျွန်မကတော့ချီချိုဆက်မှာကျေးဇူးတင်ပါတယ်ရှင်